ဘုံတလုံးကြသည်နှင့်အမေရိကန်ငရဲကြစီမီဟုခါမီနီချင်းချောက်24နာရီနှင့်48နာရီကြားစစ်ပွဲတဲဝင်ပါမည်ရေ အမေရိကန်ဆုံးဖြတ်မည်ဇွန်16ရက်ညပိုင်းကဒုံးကျည်ပေါင်း380ဝန်းကျင်ဖြင့်အစ္စရေးနိုင်ငံသို့အီရန်ဘက်မှပစ်ခတ်ခဲ့ပြီးနောက်အီရန်အားအစ္စရေးဘက်မှဝင်တိုက်ရန် အမေရိကန်သမ္မတဒေါ်လာထရန့်နှင့်စစ်ပယ်ရေးရာအကြီးအကဲများမိနစ်80ကြာအရေးပေါ်အစည်းအဝေးလုပ်က24နာရီနှင့် 48နာရီအတွင်းစစ်ပွဲတွေပါဝင်ပြီးအရေးဆုံးဖြတ်သွားမည်ဟုသိရသည့်အီရန်ကောင်းဆောင်ခါမီနီကအမေရိကန်ဝင်တိုက်ခိုက်ရင်လည်းမြည်သည့်အခါတွင်မှလက်နက်ချအညံ့ခံမည်မဟုတ်ပဲဘုံးတလုံးများသာမိမိနိုင်ငံအပေါ်ကျဲလျင် အမေရိကန်ငရဲကြစေရမည်ဟုပါချင်းချောက်ပြောဆိုသွားခဲ့သည့်ဒေါ်နယ်ထရမ့်ဘက်ကလည်းတယ်လီမန်နီလန်းဖြင့်စစ်ပွဲရပ်တန့်စေရန်ဥစွာဆွေးနွေးမည်ဖြစ်ကာခါမီနီဘက်မှနျူကလ িয়ার ဖြတ်သိမ်းရေးလက်မခံလျင်24နာရီနှင့်48နာရီကြားအီရန်ကိုဝင်တိုက်ခိုက်ရေးဆုံးဖြတ်သွားမည်ဟုဆိုသည်ဒေါ်နယ်ထရမ့်ကလက်ရှိအီရန်ခေါင်းဆောင်ခါမီနီမည်သည့်နေရာတွင်ပုံနေသည့်ဆိုခြင်းအားသိရှိထားကြောင်းထိုစကားကခါမီနီကိုခုချက်ချင်းရှင်းလင်းမည်ဟုဆိုလိုခြင်းမျိုးတော့မဟုတ်သေးကြောင်း မိသည့်အခါမြလက်လက်မချဟုခမီနီဆိုသည့်စကားအတွက်တန်ကောင်းပါစေ good luck ဟုတုတ်ပြန်ခြင်းအရာလာမည့်နှစ်ရက်အတွင်းအီရန်ကိုဝင်တိုက်ခိုက်ဖွယ်ရှိနေသည်ဟုသတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာသည်လက်ရှိအီရန်၏အရေးပါဆုံးနျူကလ িয়ার ဆိုက်ဖရဒါသည်ကြောက်သားထုများအောက်ပေ300အနက်တွင်တိစောက်ထားရာ အစ္စရေးနိုင်ထိုအနက်အထိထိုးဖောက်ဝင်ရောက်ဖျက်ဆီးနိုင်သောလက်နက်မရှိဟုဆိုသည်ထို့ကြောင့်အမေရိကန်သည် တီဟီရန်နဲ့125မိုင်အတွက်တွင်ရှိသော Fordow Nuclear Site ကိုမြေအောက်ပေနေရအနက်ထိထိုးခွဲဝင်ရောက်ပြီးပောက်ကွဲစေနိုင်သော Massavonen Spintrator မှဘုံဖြင့်ကျဲချဖြစ်စီရန်လည်းရှိနေကြောင်းသိရသည်အဆိုပါ MNOB ဘုံးသည်ပေ20ရှိကအလေးချိန်ပေါင်း3000ရှိပြီးအီရန်နျူကလ িয়ার ဆိုက်ကိုဖျက်ဆီးနိုင်စွမ်းရှိသောတခုလေးသောလက်နက်ဟုဆိုသည်